အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူ လစ်ဘွန်မှာတညာအပိုင်းနေကျွန်တော်တို့ဒီကားပေါ်မှာဆင်းခဲ့ကြသည်ကိုယ်ကောင်းနေသောလမ်းများတွင်သို့ဝင်လာခဲ့ကြသည်ငားနဲ့များကျဉ်သူဖြူနဲ့များညာဘက်နဲ့များကိုရှူရှိုက်နေကြသည်ပြပြချင်းတလာနေသောလရအောင်တွင်စိမ့်ချော့ရေးလိုက်သည်ပြပြတင်တင်ပေါ်လာသည်ကျွန်တော်ဒီတစ်ဖက်သို့လဲကောင်တမောစိတ်ကိုမျှော်ကြည့်မိသည်အောက်ဖက်တွင်ပြပြသည်လှဲလောင်းလျက်ရှိသည် မြေပြင်သည်လွတ်လပ်ခြင်းနှင့်ရှင်သန်ခြင်းကိုရည်ညွှန်းလျက်ရှိသည်မြေရည်သည်ပင်လယ်သမုဒ္ဒရာစီသို့စီးဝင်သည် သမုဒ္ဒရာသည်အမေရိက ကျွန်တော်ကရက်လိုက်သည်ခမကျွန်တော်ကိုလှည့်စားနေရတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဗျာလက်မတွေပြပြီးလိန်နာမျိုးကိုကျွန်တော်ပြောနေရသူဒီစိတ်ကန်တရာဝရင်သူ့လက်မများကိုပြန်ယူပြီးအိတ်ကက်သေး ပြန်ထည့်ထားခဲ့သည်မဟုတ်ပါလားမဟုတ်ပါဘူးကျွန်တော်ခမောက်ကိုလေးနေရမဟုတ်ပါသူသည်တစ်ပင်အုပ်အုပ်များဝမ်းရံထားသည်ဆန်ဆန်ကိုလက်ညှိုးထုပ်ပြန်သည်ကျွန်တော်ပြောတာအဲ့ဒီနေရာပဲအခုချိန်ဒီဖွင့်တော့မင်းကျွန်တော်တို့ကိုလေဘသူကောင်းမှစိတ်ဝင်စားစရာမရှိဘူးဒီဆိုင်ဖောက်တဲ့ရားလုံးဟာနိုင်ငံခြားသောဧည့်သည်တွေကြီးပဲသူတို့အနေနဲ့ကျွန်တော်တို့ကိုမနှက်ဖြတ်သင်ဖို့နေလိုက်မဲ့သူတွေလို့ထင်ကြမှာပေါ်တူဂီမှာ နောက်ဆုံးညနေနဲ့ပြော်ဝဲချင်းမနေလိုပဲတွတ်မှာညနဲ့တကောင်အထိဖွင့်သောစတော့ဆိုင်မျိုးဖြစ်သည် အထည်တွင်ကောက်ဝဲခန့်မှရှိသည်အပြင်ဘက်မျက်နှာစာတွင်တခန့်တနောင်ပြင်ဆင်ထားသည်ဂီတာသီးသံနှင့်မိန်းကလေးတစ်ယောက်တချင်းဆိုတဲ့ကိုကြားနေရသည် ရှိပင်းမြင့်နေသော၌ခင်းထားသည့်စပွဲများတွင်နိုင်ငံခြားသားများကနေရာယူထားကြသည်စပွဲတစ်လုံးတွင် ညာခင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်သည်အဖြူရောင်ညစာဝတ်စုံထားသည့်အမျိုးသားတစ်ယောက်နှင့်ထိုင်နေကြသည်။သင်ချေချော၏အဆုံးတစ်ဖက်တွင် စပွဲတစ်လုံးသာလျှင်လွတ်နေသည်ကိုတွေ့ရသည်။ကျွန်တော်တို့ထူစပွဲ၌ထိုင်ကြပါသည်။လစ်ဘွန်မြို့ကိုအပေါ်စီးမှမြင်တွေ့နေရ၏။ပုံဝါဝါအလေးအောက်ရှိဖျားရှိခိုးကြောင့်များလမ်းမြောင်တမော့စိတ်စိတ်ခန္ဓာများပြီးတော့နိုအိုင်းလီကြီးနှင့်တူနေသည့်တမော့ တည်ပြီးရနောက်ရှင်သန်နေဘွားကို ခမားယုံကြည်လားလက်မပိုင်ရှင်ကကျွန်တော်ဟာမေးသည်ကျွန်တော်ကသူ့အားလန်ကြည့်သည်သူ့ထက်မှာအီစကားမျိုးကြားလိမ့်မည်ဟုကျွန်တော်မမျှော်လင့်ခဲ့ကျွန်တော်မပြောတတ်ဘူးဗျာလူငယ်တဲ့နှစ်အနေငယ်တွေကတော့မတည်ခင်ဘွားရှင်သန်မှုအကြောင်းကိုတွေးနေရနေပဲတခြားဘာကိုမှမတွေးနိုင်ခဲ့ဘူးကျွန်တော်အမေရိကရောက်မှပဲခမားပြောတဲ့အကြောင်းကိုကြက်ကြက်နက်နက် တွေ့ရတော့မှာပဲကျွန်တော်ကသူ့ပေးမိဟုပြောထားသောတင်မလက်မဲ့များကိုတရိယာစီရင်ရည်စူးရည်ပြောခြင်းဖြစ်ပါသည်စိတ်ကြပါကျွန်တော်ခမ ्या ကိုမလိမ့်ပါဘူးသူကပြောသည် ကျွန်တော်စိတ်သက်တာရရှာတော်သည်တစ်ဖြင်းတစ်ချက်ချလိုက်သည်ကျွန်တော် သူ့ဘာပြောပြောနားထောင်ရင်အသင်ပြင်ထားသည်တူတော်လေးအပြန်လန်ဆင်းနေဖို့ကတော့မစင်စားနိုင် ကျွန်တော်၏စိတ်မှာလုံးဝတည်ငြိမ်ခြင်းမရှိအောက်ဖက်တွင်တင်းမောကရှိနေသည်မဟုတ်ပါလားထိုလူကငြိမ်စိနေသည်မျက်လုံးများဖွင့်ပြီးအိပ်ပျော်နေသည်နှင့်တူသည်ထို့နောက်အတွင်းမဲ့ကိစ္စသမားထွက်လာသည်ကသူလေအိပ်ပျော်နေရာမှာနိုးလာသူလိုဖြစ်လာသည်ကျွန်တော်နာမည်ချက်ဆိုသူကပြောသည်ကျွန်တော်နာမည်ရင်တော့မဟုတ်ဘူး ကျွန်တော်နိုင်ငံကုလမတ်ထဲကနမည်ဒါပေမဲ့နမည်ရင်းလို့ဖြစ်နေတာကြာပါပြီဗျာခမည်းပြင်သစ်နိုင်ငံမှာတော်တော်ကြာနေခဲ့ဘူးလားသူကခွင့်ပြုတော့ပေးနေခဲ့ရတာပါချုံနဲ့နေခဲ့ရတာစစ်ဖြစ်ချိန်မှာလူဟန်ရတယ်လူပဲထို့လူကကောင်းကြီးသည်ဟုတ်ပါရဲ့အားလုံးတူတူပဲကျွန်တော်ကတော့ပြောပါတယ် ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ပျော်တယ်။ကျွန်တော်ကတန်တော်ဖြစ်ကောင်သူ့အားလေးကြည့်သည်။သူ့ပစက်ကပြောနေသည် စကားနဲ့မူရမှာတခြားစီဖြစ်နေသည်။ခမည်းပျော်ခဲ့တာဘယ်တော့မှလဲ။ကျွန်တော်ကမေးသည်။ခြေချုပ်စကမ်းမှာလား။မဟုတ်ဘူး။ဟိုးရင်တော့ကပါ။1939ခုနှစ်လားပြင်သစ်မှာပဲလားဟုတ်တယ် စီကြီးမဖြစ်ခင်တနေ့ကနေရသည်မှာပေါ့ဘဲကဘလို့ဖြစ်လာတယ်လဲဆိုတော့ကျွန်တော်ဖြင့်ခုထီနားမလည်သေးဘူးဒါကြောင့်လေအဲ့အရာတွေကိုပြောပြနိုင်မှုလူတယောက်လိုနေရပြီဒီမှာကတော့ကျွန်တော်မှာအသိတရားမှမရှိဘူးဗျဒါပေမဲ့ကျွန်တော်အနေနဲ့ဒီအကြောင်းတွေကိုပြောပြလိုက်ရင်ကျွန်တော်အားလုံးကိုပြန်ပြီးသိရလာမှသိကြတယ်ဒါတွေကိုမမေ့တော့ဘူးဗျဒါကြောင့်စကားပြောစရာဖို့ကလေးတယောက်ရှိချင်နေရပါ သူသည်စကားကိုဖြည့်ပြီးရက်ထားသည်ခမနားလေပါရဲ့နော်ဟုတ်ကဲ့နားလေဖို့မခက်ပါဘူးမစ္စတာချက်ဆွေစင် နားလေဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးသူကဒေါသကြီး ပြန်ပြောသည်သူကခန်းထဲမှာပက်လက်လဲနေတယ်ဗတင်းပေါက်တွေအလုံးပိတ်ထားတယ်သူလဲနေတာကတသားခေါင်းတစ်လုံးနဲ့မအပြသူကတည်နေပြီသူ့ဘဝဟာမရှိအောင် ဒါကိုဘသူက နားလဲနိုင်မှာလေနားလဲလူတယောက်မှမရှိဘူးခမားလဲနားမလဲဘူးကျွန်တော်လေနားမလဲဘူးဘသူမှလဲနားမလဲဘူးနားလဲပါလို့ပြောတဲ့လူဟာလူလိမ့်မယ်ကျွန်တော်ကဘာတစ်ခေါက်မှမပြောပြီးသူ့စကားကိုသာစောင့်ရည်နားစုံနေသည်အခုလိုချင်းနေမြို့နိုင်ရောက်နေသည့်လူဆောင်မြို့နေကျွန်တော်မကြာခဏတွေ့ရထိုင်ခဲ့ပူသည်ကိုပိုင်းနိုင်ငံဟုမရှိသည့်လူတယောက်သည်အရှုံးများနဲ့ရင်စားသည့်အခါမခံနိုင်ဖြစ်လေရှိသည် ထိုချင်းမျိုးတွင်သူ့အောင်မိတိယာကမှဆေးအားပြန်လည်တကြလောက်အောင်မလုံနိုင်စိတ်နေသောနိုင်ငံသည်ကြောက်ဆက်ကလောက်အောင်မင်းပူရစ်စိမ့်လာရသည်ကျွန်တော်ကိုယ်တိုင်မင်းဆွစ်ဇာလန်နိုင်ငံ၌နေခဲ့ရသည်ကရင်းဖြစ်မျိုးနှင့်ကြုံခဲ့ဘူးသည်ထိုစဉ်ကကျွန်တော်မိဘနှစ်ပါးနာဇီစစ်ကြီး၌တက်ခံခဲ့ရကစကန်နေ၌မိသူချိုလိုက်ပြီးဟူသောတရင်ကိုကျွန်တော်ရခဲ့သည်မိသူချိုစတဲ့မှာကျွန်တော်မိမျိုးလုံးများသည်ကျွန်တော်အားမြေတစီ၆လန့်လျက်ရှိသည် ကျွန်တော်ထင်ပါတယ်ချက်ဆွစ်ကပိုးရည်တည်ငြိမ်သောလေတဲ့ပြင်ကျွန်တော်အောင်ပြောသည်စစ်ပြေးဒုက္ခတဲ့အကြောင်းဟာဘာတွေလဲဆိုတော့ခမည်းသိမှာပါကျွန်တော်ကခေါင်းငင်ပြလိုက်သည်စပွဲတို့တယောက်သည်ပစွန်ကျော်များအပြည့်ထည်ထားသည် ပကံတလုံးယူလာသည်ထိုခါမှပင်ကျွန်တော်လွန်မင်းစနေသည်ကိုသတိပြုမိလာသည်နီလဇာစားခြင်းကကျွန်တော်ဘာမှ မစားခဲ့ရသည့်ဖြစ်ကိုပါသတိရလာသည် ကျွန်တော်ကမျက်နှာချင်းဆောင်ရွက်ထိုင်နေသောချက်စစ်စီမျက်နှာကိုတစ်ချက်များကြည့်မိသည်စားပါကျွန်တော်စောင့်ပါမယ်သူသည် wine secret များထပ်มาသည်ကျွန်တော်ကပစုံများကိုတတော်ကမြောင်စားနေမိသည်ပစုံများမှာလက်ဆက်လာပါပြီချင်းကျွန်တော်ခွင့်လွန်ပါဗျာကျွန်တော်တိတ်ဆာလွန်းလို့ပါစားနေစဉ်တွင် ချက်စစ်စီအရေးချီကို ကျွန်တော်အကဲခတ်သည် သူသည်လစ်စပွန်မြို့ရှုခင်းကိုငေးမောနေသည် မျက်နှာထသည် အေးဆေးတည်ငြိမ်လျက်ရှိအခုလိုကြာမင်းတော်လေးကျွန်တော်သူ့ကိုခင်မင်းတွေ့တာစိတ်ဖြစ်မိသည်လူလိုပြုခြင်းအသောရည်ချင်းမှုဆိုင်ရာတာဝန်ဝတရားများဟုသောစာအုပ်ကပါရီဘေးရေးထားထားလူတယောက်နေဖြင့်စာချင်းတန်လျင်စာမျိုးသာဖြစ်သည်ဟုသောချက်ကို သူသဘောပေါက်နားလည်ပုံပေါ်သည်ကျွန်တော်ဒီပကံကိုဘေးသို့တွန်းပစ်ထားလိုက်ပြီး secret လေးကိုမြည်ညေဖွာသည် ကျွန်တော် secret မတော့ဒီမှာကြာပြီတင်မင်းသက်သက်မတော့ပဲငွေကိုချွေတာတိနေပြီဖျက်ထားခဲ့ခြင်းဖြစ်သည် ကစားဝိုင်းတွင်ပုံမိုးရလောင်းနေရန်အတွက်ချွေတာစုဆောင်ခဲ့ခြင်းဖြစ်ကျွန်တော်စိတ်ကအကြောက်ဝင်လာတာ1939ခုနှစ်လွေဦးပေါခရင်ကစူပါတော့ဗျာဟူချက်ဆွစ်ကပြောသည်ကျွန်တော်စစ်ပြေးဒုက္ခတွေဖြစ်လာတာငါးနှစ်ကျော်သွားပြီ38ခုနှစ် စားရတဲ့တုန်းကခမရပင်မရောက်နေလေပါရီကျွန်တော်လည်းပါရီမှာပဲညှော်လင့်ချက်ဟုတ်သမီးဆွလွတ်လိုက်ရတဲ့အချိန်ပေါ့ဗျာမြူနစ်စာချုပ်မချုပ်ခင်ပေါ့ကျွန်တော်ရဲ့ကြောက်စိတ်တွေဟာသူ့ဘာသာသူအလိုလျောက်ပြပြောက်သွားတဲ့အချိန်မှာစစ်ဖြစ်တော့မယ်ဆိုတာလေသိနေဂျာမန်တွေဝင်လာတော့မေးကျွန်တော်ကိုဖမ်းတော့မယ်ဆိုတာလေသိနေဘေးတက်နိုင်မလဲကျွန်တော်ရဲ့ကန့်ချမလို့ပဲသဘောထားပြီးနေလိုက်ရတဲ့အချိန်မှာ ကျွန်တော်ကခေါင်းငင်ပြလိုက်သည်ဟုတ်တယ်အချင်းကကိုကိုကိုတက်တည်ခြင်းအောင်လှိုင်းလုံးနေထနေအချင်းမင်းအတော်တော်ထူဆန်းနေဖြစ်ပြီနောက်တစ်နှစ်ခွဲလောက်ကြာရင်ဂျာမနီတကယ်ဝင်လာတော့လေကိုကိုကိုတက်တည်ရဲ့လူကြီးအနေပါတော့ရှိခဲ့တယ်ဒီနောက်တော့မြူနစ်စာချုပ်ဆိုတာဖြစ်လာတယ်အေးနေစောင်းရဒီမှာကျွန်တော်အားလုံးဘဝအာမခံချက်တက်ကလေးတခုရလာပြန်နေတယ် ကျွန်တော်တို့မှာသတိဆိုတာမရှိတော့ပြန်အိန်းဒီကပါရီမြို့မှာတည့်ရပင်တွေဒုတိယကျင်းပွင့်တာခင်ဗျားမမှီသေးလားကျွန်တော်ဘာကိုမှသတိမရတော့ကျွန်တော်ခေါင်းဟာတာယာရမှုမှုနောက်ကို လိုက်သွားတယ်လူစိတ်လေးပြန်ဝင်လာတယ်ဒါပေမဲ့အဆိုးဆုံးဆိုတာဘာလဲတည်လားလူလိုနေတဲ့ထိုင်တဲ့ပုံကိစ္စပဲဗျအဲဒီတော့ကျွန်တော်ကိုတရားမဝင်ဝင်ရောက်မှုနေပလိကဖမ်းမိချုပ်ထားလိုက်တာသတင်းမှတ်လေးပဲတောင်းကြတယ် ကြုံရတဲ့ဖြစ်ကတော့ထုံးစံအတိုင်းပဲပြင်သစ်ပလေးတွေကကျွန်တော်ကိုဘေးစဲမြို့တော်ကနေပြီးနေဆက်ကိုဖျက်သွားခိုင်းနေဆွစ်ဇာလန်ပလေးကဖန်စီပြီးပြန်ပူတယ်ပြင်သစ်ပလေးကထပ်ဖန်ပြီးနေရာသစ်တနေရာကိုပို့ပြီးအိန်းညာကနေပြီးဟိုတစ်ဖက်နိုင်ငံထဲဝင်ခိုင်းလိုက်တယ်ဟိုဘက်ပလေးတွေကကျွန်တော်ကိုဖန်ပြီးအချုပ်ထည့်ထည့်ထားလိုက်ပြန်ရောဒီဖြစ်စဉ်မျိုးတွေကိုခမားလက်ကြုံဘူးနေရပဲလေတိမှာပေါ့ လူစစ်တူရင်ကစားပွဲကြီးနေမတူလားကျွန်တော်သိပါတယ်စစ်အတွင်းမှာကတော့ဒီဖြစ်မှုဟာရေစာပြက်လုံးတစ်ခုမဟုတ်ဘူးဒါနဲ့စကားမဆက်ပြောအောင်မေးစစ်စလန်ချင်းထောင်နေဟာကဘာမှအကောင်းဆုံးမင်းနော်တကယ်ဟိုတယ်ကြီးကြာနေရမယ်ကျွန်တော်အစားကိုထပ်စားပြန်ပြီစစ်စလန်ချင်းထောင်နေနေခဲ့ရစဉ်ကပျော်ရှင်ကြီးနွေးခဲ့သည့်ဖြစ်ကိုကျွန်တော်သတိရနေမိသည်သူစဉ်ကကျွန်တော်ဘာကြောင့် ပျော်ရှင်ခဲ့ရသည်။လက်မှတ်ကချက်ဆွဲဆိုရဲလူတယောက်ရဲ့နာမည်နဲ့ဗျ။ကဖီဒီလာရိုစာသားဆိုင်မှာစုံမိခဲ့တယ်။အော်စတြေးလျလူမျိုးတယောက်ပိုင်နဲ့လက်မှတ်ပေါ့။သူ့နိုင်ငံကူးလက်မှတ်နဲ့သူ့ငွေတွေကိုကျွန်တော်လက်ထက်အပြီးတည်သွားချာတယ်။သူက ကျွန်တော်အရင်၃လလောက်ရောက်တယ်လူ။အဲဒီတော့ကကျွန်တော်ကနေခဲ့မဲ့ဆိုရင်လောင်ဘရီပြရိုက်ကိုသွားပြီးစိပြည့်လက်ပြောသဘောနဲ့ စေတစပကြီးကားတွေကိုကြည့်လိရှိတယ်။အဲ့ဒီပကြီးကားတွေကိုကြည့်ရတာစိတ်အင်မတန်အေးချမ်းတာပဲ။ပကြီးကားချက်တွေကဝေးလက်နေနေအောင်ကြီးနေငြိမ့်စိတ်အေးချမ်းလာတဲ့ရှုခင်းတွေဟာစိတ်ကိုအင်မတန်ကြည်နူးစေရပဲ။ဒီလက်ရာတွေကိုကြည့်ပြီးအခုလိုထူးခြားပြမြောက်ပြီးလူစိတ်ကိုတာယာအေးမြစေတဲ့ပကြီးကားတွေကိုဖန်နှင်းခဲ့တဲ့လူတွေဟာအခုချက်ချင်းတက်ချက်ဖြစ်ချဖို့တာဆူနေကြတဲ့လူတွေနဲ့တမျိုးနယ်တွေမှာဟုတ်ရလားလို့မြင်မြင်။ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ်ကြီကားတွေကြည်နေတဲ့ကျွန်တော်ဖို့တော့တနားနှစ်နားလောက်စိတ်ရည်ငြင်းချက်မှုကိုရရှိခဲ့တာအမှန်ပဲနိုင်ငံကူလက်မှတ်ပိုင်းရှင်ချက်ဆွတ်ဆိုတဲ့လူဟာပကြီးစရာမိုးနေရဲ့ပုံတွေကိုမကြမကြရက်ချီအားတွေ့ရတယ်ကျွန်တော်သူနဲ့စကားဆမီပြောမိရင်သူကသူ့ပကြီးကားတွေပါဝင်သူ့ပန်းပစ္စည်းရအောင်ကိုနိုင်ငံပိုင်လှုပ်လိုက်တဲ့အတွက်သူထွက်ပြရတဲ့အကြောင်းပြုတ်ပြတယ်သူ့အနေနဲ့စိတ်ထိခိုက်တဲ့မူရကိုတော့မပြောင်းဘူးတီလား ါပေမဲ့ပြောက်လိုက်တဲ့ကမကြီးကားတွေကို သူ့ပိုင်မကြီးကားရဲ့လို့သဘောထားနေရမှုရောကိုတော့ကျွန်တော်သတိထားမိရဲ့ဒီလူဟာလူထုလူဆန်တယောက်ပဲပြသည်လားစကားသိနေတယ်နူးညံ့သိမှုကြီးပြပြနေတဲ့သဘောလေးရှိရင်သူထွက်ပြေးလာတော့ငွေမများယူလာနိုင်ငယ်ပုံမပေါ့ဘူးဒါပေမဲ့သူစူးစမ်းထားတဲ့တစိကောင်တွေကတော့အများကြီးပဲတစိကောင်ဆိုတာကဖွက်လွလွနေမဟုတ်လားစိန်နေဝဲရတာထက်ပူပြီးလွရအမှန်မဲပြ တကယ်လို့စိန်တွေကိုခမရဲ့ဖက်နယ်ထက်မှဝက်လာရဲဆိုပါတော့လမ်းလျှောက်တာမလွယ်ဘူးလေတစိကောင်းဆိုတာကအဖို့တံမှမဟုတ်တာစိတ်ကောင်းတွေကို သူဘယ်လိုဝက်ပြီးယူလာလဲကျွန်တော်က စိတ်ဝင်စားမိမိသည်စာအိတ်အဟောင်းတွေထည့်ယူလာတာအကောက်ခွန်အရာရှိတွေကစာတွေကိုတော့စစ်တယ်စာအိတ်တွေကိုတော့မစစ်ကြဘူးဘယ်ဆိုးလို့လဲကျွန်တော်ကမချက်ချမိသည် ပြီးတော့သူနဲ့အတူတူပုံသူပကြီးကားတစ်ခုလေးပါလာတယ်။ခေပကြီးပါဒါတွေကိုလေသူ့ဝက်ပြီးယူလာတယ်။သူကပြောတော့သူ့အဖေနဲ့အမေရဲ့ပုံသူပကြီးရေတဲ့။ဒါလည်းမဆိုးပါဘူး။ကျွန်တော်ကထက်၍မှတ်ချက်ချမိပြန်သည်။အေဗလာရကြတော့သူ့မှာနှလုံးရောကထလာတယ်။သူ့နိုင်ငံကူလက်မှတ်ကျွန်တော်ကိုပြီးတယ်။တစိကောင်းလေးနဲ့ပကြီးကားတွေကိုလေပြီးတယ်။စေကောင်းတွေကိုဝေမဲ့လူကြီးရဲ့လိမ့်စာတွေကိုလေးပြီးတယ် နောက်တစ်နေ့မနေ့ကျွန်တော်သူ့စီရောက်တော့အိယာကိုမတည်နေတာတွေ့ရတယ်။ကျွန်တော်အနေနဲ့သူ့စီမှာရှိနေလက်ချက်ငွေကိုရောဝတ်စုံတစ်ထည်နဲ့အတွင်းငန်တချို့ကိုရောယူလိုက်တယ်။သူတင်အဲ့ဒါတွေကိုယူဖို့ရင်းနေကလေးကသူကကျွန်တော်ကိုမှားဟရမဟုတ်လား။သူကပြောထားတယ်။သူ့ပစ္စည်းတွေကိုအခန်းပိုင်ရှင်လက်ထေမရောက်စီခြင်းဘူးတဲ့။ရောက်ချင်းရောက်ရင်သူ့ရဲ့ဘဝဖို့တရားရဲ့လက်ထေကိုပဲရောက်စီခြင်းနေတယ်။ခမရ သူ့နိုင်ငံကိုလက်မှတ်ကိုအပြောင်းလဲလုပ်ခဲ့သည်လားဓာတ်ပုံနဲ့မွေးနေပြီပြောင်းပြလိုက်တယ်ချက်ဝဲဆိုတဲ့လူကကျွန်တော်ထက်အသက်20ကြီးတယ်ဗျချက်ဝဲဆိုတဲ့ရှေ့ဆုံးနာမည်ကတော့ကျွန်တော်နာမည်နဲ့အတူတူမို့ပြောင်းစရာမလိုတော့ဘူးဘသူလုပ်ပေးရလဲဘရန်နာလားဘရန်နာတော့မဟုတ်ဘူးမြူးနစ်မြို့ကလူတယောက်ပဲအဲ့ဒါဘရန်နာပဲဗျနိုင်ငံကူးလက်မှတ်ဆရာဝန်ဆိုတာတော့သူကမကြည့်စရာတယောက်ပဲ ဘရန်နာသည်မိသည့်ဆော်ရဇရန်ကိုမဆိုအတုလောက်ရနိုင်အလွန်ကြမ်းကျင်သူဖြစ်ထင်ရှားကြွကြသူဖြစ်သူကူညီခဲ့သည်လူများလည်းမရင်မတွက်နိုင်အောင်များပြသည်သူတစီလေသူဖမ်းခံရသည့်အခါသူ့လက်ထဲတွင်ဘာဆော်ရဇရန်မှပြောင်းစရာမရှိဘရန်နာသည်အယူသည်သူတူဖြစ်သူကိုယ်သူအများကျဆောင်းသူတူဖြစ်ဂုဏ်ယူနေသူဖြစ်သူတက်မြတ်ထားသည့်ပညာကိုအများအတွက်လုပ်နေသည်များကလပ်ပလုံးသူတွင်ဘာမှမဖြစ်မလာနိုင် သူပညာကိုသူ့ရုပ်ရက်သုံးပါသာလင်းသူ့ကိုထိခိုက်နိုင်လိမ့်မည်ဟုယူဆသည်အမှန်တော့သူသည်မြူးနစ်မြို့တွင်ပုံနှင်းဆက်အသေးစားလေးတစ်လုံးပန့်ရှင်ဖြစ်သည်သူအခုဘယ်ရောက်နေလဲသူလစ်ဘောမှာ ရောက်နေမဟုတ်လားကျွန်တော်လည်းမသိဘူးဒါပေမဲ့သူအခုချိန်ထိအသက်ရှင်နေသေးရဆိုရင်တော့ဒီမှာရှိနေနိုင်တယ်ရေစရာတော့ကောင်းတာဗျာ ဒုတိယချက်ဝစ်ကဆက်ပြောသည်ကျွန်တော်လက်ထေနိုင်ငံကုလက်မဲ့ရောက်လာပြန်တော့လေကျွန်တော်မသုံးရဘူးဗျာပြီးတော့လေကျွန်တော်နာမည်တေကိုအသားကြောင်လောက်ရတာရှက်တော့ကြတယ်ကိုကိုကိုအမြဲတည်းပြီးနေရတယ်မြို့တွေတွိုင်းလာရင်လေကိုနာမည်ကိုမွေးရစာတိနေကိုမွေးနေတွေကိုအမြဲလွတ်ချက်နေရတယ်ပြရိုက်ထဲဝင်ပြီးကြီးကားရခြင်းလေကိုနာမည်တေကိုကျင်းသားရအောင်လုပ်နေရတယ်တရရော့ကချက်ဝစ်လို့မဆဆနဲ့ခေါ်လိုက်ရင် ြုံကနေထားပြီးရှိပါတယ်လို့အဖြေပေးကြည့်ရတယ်။နာမည်လို့အော်ခေါ်လိုက်တာနဲ့တပြန်တည်းထေဂျိုးဇက်ချက်ဆွိစ်ဝိုင်းနာနော့ဒစ်မှာမွေးပါတယ်။မွေးရက1898ခုဇွန်လ28ရက်ပါလို့နည်းမဖြစ်နိုင်အောင်ကျင့်နေ။ကျွန်တော်ကတော့မိခင်တော်မှအလေးချင်းလုပ်တယ်။ကျွန်တော်အနေနဲ့ပလိကလာနိုးတဲ့အချိန်မှာနာမည်ကိုလွှဲမပြောချင်ဘူး။ ဘယ်နည်းနဲ့မဆိုကျွန်တော်နာမည်ဟောင်းကိုမိပြရမယ်။တရားဝင်နိုင်ငံကုလမဲ့အစ်စ်ဆောင်ကိုကင်ထားတာနဲ့အတုတဆောင်ကိုကင်ထားတာဟာခြားနားမှုရှိရမဟုတ်လား။အတုဆိုတော့ဟာအင်းရဲ့သိပ်များနေခမားလည်းသိတာပဲ။မချီကားနှစ်ချက်ကို ကျွန်တော်ရင်ရောင်းနေမျောလင်းထားတလို့တော့မရဘူး။ဒါပေမဲ့လက်ထဲမှာတော့ရှိရင်ငွေကလေးအမြင်ရတာကြာပြီဆိုတော့အတော်ကလေးများတယ်လို့ထင်ရလား။ညမှာတော့ကျွန်တော်စိတ်ကူးတစ်ခုရလာတယ် ဒီနိုင်ငံကူးလက်မှတ်နေကျွန်တော်ဂျာမနီကိုပြန်ရင်ဖြစ်နိုင်မှာမလားဆိုရင်စိတ်ကူးပြဒီလက်မှတ်နဲ့သာဆိုရင်နင်းဆက်ကိုဖြတ်တဲ့အခါဘသူကတန်တရားဝင်ပါလိမ့်တန်တရားဖြစ်စရာအကြောင်းလေဘာရှိလဲတကယ်လို့ပြန်မယ်ဆိုရင်ကျွန်တော်မိမကိုတွေ့ရမယ်တွေ့လိုက်ရရင်လေသူနဲ့ပတ်သက်ပြီးဖြစ်နေတဲ့တော့ကရောပျောက်ကွယ်သွားမှာသိကြတယ်အဲ့တော့ချောဝစ်ကကျွန်တော်အားကြည့်သည်ကျွန်တော်အနေနဲ့ပြရိုက်ကိုသွားပြီးဝစ်စလီပီကာဆိုနဲ့ ရီနိုဆိုရဲ့လက်ရာတွေကို ကြည့်နေရပြီလုံးဝဝမ်းမပြတ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်လက်ထေနိုင်ငံကူးလက်မဲ့ရလာတဲ့အချိန်ကစပြီးစန့်ကျင်ဘက်အကျိုးတရားမှုတစ်ခုဖြစ်လာတယ်ပကြီကားတွေဟာကျွန်တော်စိတ်ကိုငြိမ်းအောင်မလုပ်နိုင်တော့ဘူးကျွန်တော်အာယုန်နဲ့မှ ကျွန်တော်မိမနဲ့သွားခဲ့လာခဲ့နေခိုင်ခဲ့ရတွေကိုအမြဲတမ်းမြင်အောင်လာတယ်ကျွန်တော်ဟာ သူ့လုံကလိုတာမန်လူတယောက်ပါတခြားလူတွေလိုပဲကျွန်တော်မိမနဲ့နေလာတာလေးနှစ်တိတိကြာတယ် ကျွန်တော်တို့အိမ်တော်ဟောင်းတော်တော်ရရနဲ့တယောက်နဲ့တယောက်လေးချစ်ကြတယ်ဖြိုရှင်ချမ်းမြေတဲ့အိမ်တော်လို့ခေါ်နိုင်တဲ့ချင်းကြီးရှိရဲ့အခုလိုနိုင်ငံကူးလက်မှတ်စစ်တကူလက်ထဲရောက်လာတော့ကျွန်တော်အနေနဲ့အမြင်သစ်တင်ဝင်လာတယ်စစ်ကလည်းဖြစ်တော့မင်းစစ်ပွဲမှာဂျာမနီကနိုင်မှာတည်ကြတယ်တခြားနိုင်ငံတွေကကြိုတင်မြင်စင်မှုဆိုလို့ဘာတစ်ခုမှမရှိဘူးအဲ့တော့ကျွန်တော်ဘာလုပ်မလဲ မှန်တော့နိုင်ငံကူးလက်မှာဟာကျွန်တော်စိတ်ကိုငင်းကြအောင်လုပ်ပေးနေတဲ့အရာတစ်ခုဖြစ်ရမယ်။အခုတော့ဧည့်သည်လို့မဟုတ်ဘူးဗျ။ကျွန်တော်ကိုဆရာပြောင်းလုံနေတယ်။ကျွန်တော်လမ်းနေပေါ်မှာတလင်းလေးရှောက်သွားနေရဲ့။အဲ့လိုလည်းမရဘူး။အိတ်ပြန်တော်လေးအိတ်မက်တွေမက်လို့လန့်နေပါရဲ့။အိတ်မက်ထဲမှာ ကျွန်တော်မိမကိုမြင်နေ။မြောက်ခန်းထဲမှာ Gestapo အဖွဲ့ဝင်စစ်ပလိတ်တွေရဲ့အနှိမ့်ဆက်အညီမန်ကို ခန်းနေရရှာတယ်။ ကျွန်တော်ဟိုတယ်ချန်ဝင်းထဲကနေပြီးအခုညတောင်းနေရင်ကျွန်တော်မိမတန်ကိုလေးကြားနေရတယ်။တရက်မှာကျွန်တော်ဟာကဖေးဒီလာရိုဆော်တော့ဆိုင်နေဝင်သွားတယ်။တကားတစ်ဖက်ရမှန်နေကကျွန်တော်မိမရဲ့မျက်နှာကိုမြင်လိုက်ရတယ်လို့ပဲ။သူကကျွန်တော်ကိုလှည့်ကြည့်တယ်။သူ့မျက်နှာကဖြူဖက်ဖြူော။သူ့မျက်လုံးတွေကအယောင်ဆင်းမရှိဘူး။ကျွန်တော်မြင်ရတာကတိကျတော့သူရှိလိမ့်မယ်လို့ကျွန်တော်တတိချွတ်တယ်။ကျွန်တော်ဆိုင်ရဲ့နောက်ဖေးခန်းထဲထိအပြေးလောက်ဝင်ကြည့်တယ်။ ထုံစံတိုင်းအခန်းထဲမှာလူတွေကအပြည့်ပဲဒါပေမဲ့ကျွန်တော်မိမကတော့အဲ့ဒီလူစုချာမှာမရှိဘူး